စကိုင်းငလင်မှာမြေလွာဘလို့ရွှေရှားသွားတယ်ဆိုတာကို လေးလာနိုင်တဲ့ရုပ်တံမှတ်တမ်းဖြက်အားပြင်းစကိုင်းငလင်ကြီးလှုပ်ခတ်ချိန်မှာမြေလွာချက်ကြီးရွှေရှားသွားတာကိုမှတ်တမ်းတင်ထားတဲ့ရုပ်တံမှတ်တမ်းတစ်ခု ထွက်ပေါ်လာပါတယ်။မြန်မာသမိုင်းတလျှောက်လူသေဆုံးမှုနဲ့ပျက်စီးဆုံးရှုံးမှုအများဆုံးဖြစ်စေခဲ့ပြီးမတ်28ရက်မှာလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးနဲ့ပတ်သက်တဲ့ဗီဒီယိုမှတ်တမ်းများစွာထွက်ပေါ်ခဲ့ပြီးပေမဲ့ဒီမှတ်တမ်းမှာတော့ ငလင်ကြီးလှုပ်ချိန်မှာမြေလွာကြီးဟာတိတိတသာရွေရှားသွားတာကိုစက်ယုံတယုံရဲ့ CCTV မှတ်တမ်းမှာ အမိအယမှတ်တမ်းတင်နိုင်ခဲ့တာဖြစ်ပါတယ်။ရုပ်သံမှတ်တမ်းမှာခြံဝင်းကရဲ့ညာဘက်အပေါ်ထောင်းကမြေလွာချက်ကြီးဟာငလင်လှုပ်ချိန်မှာရွေရှားသွားတာကိုအထင်ရှားမြင်တွေ့ရပါတယ်။ ဒါပေမဲ့ဘယ်ဘက်အချမ်းကမြေလွာတွေကတော့ရွေရှားသွားတာမှတွေ့ရပါဘူး။အမေရိကန်အမျိုးသားအာကာသအေဂျင်စီ NASA ကစကိုင်းငလင်းရဲ့ရွှေရလှုပ်ခတ်ပုံကို ရှင်းပြတာမှလည်း ကိုင်းမျိုးနဲ့နေပြီးတော့မျိုးတွေအပါအဝင်စကိုင်းပြည့်၍ကျော်အနောက်ဖက်ဒေသတွေဟာငလင်လှုပ်ခတ်ချိန်မှာမြောက်ဖက်ကိုဥတီ၍သွားပြီးမန္တလေးမျိုးနဲ့ပြည့်၍ကျော်အရှေ့ဘက်ဒေသတွေကတော့တောင်ဖက်ကိုဥတီ၍သွားခဲ့တယ်လို့ဆိုပါရယ်။တနည်းအားဖြင့်စကိုင်းပြည့်၍ရဲ့အရှေ့ဘက်နဲ့အနောက်ဖက်ကိုအထက်အောက်ဆွဲဖြဲသလိုဖြစ်ခဲ့ပြီးပြင်းမြအားဖြင့်ပြည့်၍ကျော်တလျှောက်မှာ3မီတာ10ဘေးခန့် ဝင်းကျင်လောက်နေရာရွေ့သွားပြီးတချို့နေရာတွေမှာတော့6မီတာပေး20ခန့်လောက်ထိရွေ့ဆောင်မှုတွေဖြစ်ခဲ့တယ်လို့သိရပါဗယ်။ငလျင်ကလွတ်ထုတ်လိုက်တဲ့ဖြက်စွမ်းအားကြောင့်အဲ့ဒီလိုမြေသားထုတွေပြတ်တောက်ရွေ့ရှားကုန်တဲ့စုစုပေါင်းအရှိဟာကီလိုမီတာ950လောက်မိုင်340ခန့်ရှည်ရရတယ်လို့လဲ NASA ကခန့်မှန်းထားပါဗယ်။